မနက်ခင်းနေအောင်ကြည်နနူကတည့်ရွက်စိမ့်ဝင်ကြကနေဖြားကြပြီးတဘာဝအလှတရားတွေနဲ့ပြည့်စုံတဲ့ရွာငယ်လေးတစ်ခုရှိပါတယ်။အဲ့ဒီရွာလေးထဲမှာတက်တန်းရှင်နေပြီးဖြစ်တဲ့တစ်သားအိမ်အိုလေးတစ်လုံးကလည်းတခြားအိမ်ကြီးတွေကြားမှာတည်ရှိနေကြတာပါ။အိမ်လေးရဲ့အတွင်းမှာတော့ဦးစံသိန်းဆိုတဲ့လူတယောက်ဟာသူ့ရဲ့ဇနီးတဲ့ကွဲလွန်ပြီးတဲ့နောက်သားသမီး၃ယောက်နဲ့တူဘဝကိုရိုးရှင်းစွာဖြတ်သန်းလာခဲ့ပါတယ်။သူတို့အိမ်လေးဟာရိုးရိုးရှင်းရှင်းနဲ့ဟောင်းနှွမ်းပေမဲ့တကယ်တမ်းဦးစံသိန်းဟာ လျော်ဝဲစွာနေထိုင်ပြီးပိုင်ဆိုင်မှုအများကြီးရှိနေတာကိုတော့ဘသူမှမသိခဲ့ကြပါဘူး။ဥဆန်သိန်းဟာလုံလောက်တဲ့ဘဝပုံစံပဲနှစ်သက်ပြီးသူ့ရဲ့စီးစိမ်ကိုဘတ်တော်မှထုတ်ဖော်ခြင်းကြွားဝါခြင်းမပြုခဲ့ပါဘူး။စစ်မှန်တဲ့ပျော်ရွှင်မှုကရိုးသားတဲ့ဘဝနဲ့လုံလောက်စွာနေထိုင်ခြင်းမှပဲရှိတယ်လို့သူကအခိုင်အမာယုံကြည်ထားတာပါ။ဒါကြောင့်သူ့ရဲ့စီးစိမ်ချမ်းသာကိုကွယ်လွန်သွားတဲ့စနီးကလွဲပြီးသားသမီးတွေတောင်မသိကြပါဘူး။ဒီလိုနဲ့နေလိုက်ရင်တနေ့မှာတော့ တာအကြီးဆုံးကိုအောင်ကြီးနဲ့သမီးလက်မငိမ့်စုတို့ဟာအိမ်အောင်ကိုစီကြပြီးအိမ်ခွဲနေကြပါပြီ။ဦးစံသိန်းရဲ့အိမ်မှာတော့အိမ်အောင်မပြုတ်သေးတဲ့သမီးငယ်လေးမဆောကြည့်တယောက်ပဲကြံနေခဲ့ပါတော့တယ်။သူ့ရဲ့တနေ့တာလောက်ကတော့ဖခင်ကိုပြုစုရင်အိမ်မှုကိစ္စတွေကိုလောက်ကန်နေရတာပေါ့။တနေ့မှာတော့အကိုကြီးနဲ့အမလက်ဟာသူ့စီကိုလာရောက်တွေ့ဆုံပြီးအရေးကြီးတဲ့စကားဆွေးနွေးနေကြပါတယ်။အစောနေရတီအိမ်မှာငယ်ဆုံးမလား။အိမ်အောင်လည်းမပြုတ်သေးဘူးလေ။ ငါနဲ့အကူအောင်ကြီးကတော့အိမ်နောက်တွင်နေဆိုတော့အခုအိမ်ခွဲနေရတာလဲနင်သိရဲ့လေအေးပြီးတော့နင်ကလူရွေးနေလို့လားဒါမှမဟုတ်အပြိုကြီးဖြစ်နေလို့လားမသိဘူးဘယ်ယောက်ျားမှလည်းနင့်ကိုစိတ်ဝင်စားကြအောင်ငါတို့လူချောချောလတ်လတ်လည်းမဟုတ်တော့ဒီတသက်အိမ်တော်ပြုတ်ရမှလည်းမဟုတ်တော့ပါဘူးဟဲ့ငါအတိကပြောချင်တာလေငါတို့ညောင်လုံးကအိမ်ခွဲပြီးသားဆိုတော့အိမ်မှာရှိရနေရပဲအဖေကိုကြီးဆိုင်ပေးရမယ်ငါလည်းအလောက်ကအားရမှာမဟုတ်ဘူးပြီးတော့ငါယောက်ျားကိုလည်းကြီးဆိုင်ရအောင်မှာဆိုတော့ အချိန်အားမှပဲနှစ်စီလာလဲမယ်နော်။ဟုတ်တယ်အငယ်မ။ငါလည်းမငိမ့်ပြောတာသဘောတူတယ်။ငါတို့တွေကအိမ်အောင်ပြုတ်ပြီးအိမ်ခွဲနေကြတာဆိုတော့အဖေစီလာလဲဖို့တောင်အချိန်သိမ့်မရှိတော့ဘူး။အစောနေရပဲအဖေဆုံးပါသွားတဲ့အထိဆောင်းရှောက်ရမယ့်တာဝန်ရှိတယ်။ဟုတ်တယ်မလား။အငယ်ဆုံးမစောကြည့်ကတော့အကူနဲ့အမရဲ့ပြောဆိုမှုကိုညင်သက်စွာနားထောင်ပြီးကောင်းငိမ့်ပြလိုက်ပါတယ်။သူ့မျက်နာမှာပါမကျေနပ်တာမှမဖြစ်တယ်လို့အကူနဲ့အမပေါ်လဲစိတ်မကွက်ခဲ့ပါဘူး။ ူးနှလုံးသားထဲမှာဖခင်ကိုချစ်တဲ့မြတ်တာနဲ့ဂျေဆူတရားရဲ့အပြည့်အဝရှိနေတာကြောင့်သူတို့ပြောတဲ့အရာအလုံးကိုလက်ခံခဲ့ပါတယ်။အဲဒီနောက်မှာစောကြည်ဟာအကိုနဲ့မအကိုကြောခိုင်းပြီးကြံရှိနေသေးတဲ့အိမ်လုပ်တွေကိုဆက်လုပ်ဖို့ထွက်သွားခဲ့တာပေါ့။တရားခါမငိမ့်စုနဲ့ကိုအောင်ကြီးတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ကြည့်ပြီးစကားဆက်ပြောလိုက်ကြပါတယ်။ကောင်းတယ်အကိုကြီးအစောအလို့တာဝန်ယူခန်းလိုက်တာကောင်းတယ်။အဖေကလည်းအသက်ကြီးနေပြီးအိမ်လုပ်တွေကလည်းများတယ်။ဘဲတွေကြက်တွေနွားတွေကျွဲတွေကလည်းရှိသေးတယ်။ ကျမတို့မှာအစုံအကူညီပေးဖို့အချိန်မရှိဘူး။ကျမရောက်ကြပြုစုဆောင်ရှောက်ဖို့အချိန်ပေးတာမှပိုကောင်းမယ်။မဟုတ်ဘူးလားကိုကြီး။ဟုတ်တယ်။ဒါပေါ့ဟာ။ငါမိမလည်းဒီအိမ်ဝင်ငါလာတာနဲ့အိမ်မဲမြန်မြန်ပြန်လာဖို့အမြဲတမ်းတိုက်တွန်းနေ။သူမိဘတွေကချမ်းသာတော့ငါသူ့ကိုဂေးမဆိုင်လို့မဖြစ်ဘူးလေ။သူတို့ငါ့ကိုစကားကောင်းကောင်းမပြောမှဆိုလို့ဒီအိမ်ရဲ့အလုပ်အလုံးတော့ညီမလေးအစောပဲလှုပ်ခန်းလိုက်မယ်။အဖေအမွေခွဲပြီးမှအချိန်ကြာမှငါတို့မောင်နှမတို့ဒီအိမ်ကိုပြန်လာကြတာပေါ့။ အကူနဲ့အမနှစ်ယောက်လုံးဟာမဆောကြည်အလုပ်တွေဘလောက်ပဲမန်းနေလဲဆိုတာကိုလုံးဝစိတ်ဝင်စားမှုမရှိကြပါဘူး။သူတို့စိတ်ဝင်စားတာက ဖခင်စီရရှာမယ်အမွေနဲ့ပဲဖြစ်ပါတယ်။အိမ်လုပ်တွေကိုကူညီဖို့ဒါမှမဟုတ်ဖခင်ကို ပြုစုဆောင်ရှောက်ဖို့ဆိုတာသူတို့စိတ်ကူးထဲမှာလုံးဝထည့်မထားခဲ့ကြပါဘူး။မဆောကြည်ကနေ့ရက်တိုင်းအိမ်မှာမွေးထားတဲ့တရိတ်ဆန်တွေကိုကယူတဆိုင်နဲ့ဆောင်ရှောက်ခဲ့ပါတယ်။အလုပ်တွေကများပြားလွန်းလို့ပင်ပန်းနေပေမဲ့ဒီတရိတ်ဆန်လေးတွေနဲ့အတူရှိရတာကို သူ့စိတ်ထဲမှာကြေနပ်ပျော်ရွှင်နေရပေါ့ဒီလိုအလွတ်လုံနေရင်သူတယောက်တည်းရှိနေချိန်မှာလဲတစုံတယောက်ကို ပြောပြနေသလိုတော်တော်လေးရေရွတ်နေတတ်ပါတယ်မင်းတို့တွေဒီလိုဘဝနဲ့နေရတာတကယ်ပျော်စရာပဲနော်နေ့တိုင်းအလွတ်လုံစရာမလိုပဲစားလိုက်အိတ်လိုက်နဲ့မင်းတို့ဘဝတွေကတကယ်ပျော်စရာကောင်းမှန်ချက်နဲ့ငါလိုနေ့တိုင်းတယောက်တည်းပဲမှန်းတဲ့အလုပ်တွေလုပ်နေရတာမျိုးမဟုတ်ဘူးလေဒါပေမဲ့လေငါမလုပ်ရင်ရောဘသူကလုပ်ပေးမှာလဲဟုတ်တယ်မလား ြည်တော့မင်းတို့တွေကငါစကားကိုသေချာနားထောင်ကြနော်မစိုးကြနဲ့ကြလာဒီစကားတွေကမဆိုးကြည့်ရဲ့စိတ်ကိုအနှိမ့်ငယ်တက်တာရရစေပြီးပြုံးရစေခဲ့ပါတယ်အပြင်ပန်းမှာအာတိမ်ပြီးပျော်ရွှင်သလိုဖြစ်နေပေမဲ့သူ့ရဲ့အတွင်းစိတ်ထဲမှာတော့အထီးကျန်မှုနဲ့ဝမ်းနည်းမှုတွေကကိန်းအောင်နေစေဖြစ်ပါတယ်ဒါပေမဲ့မဆိုးကြည်ဟာအဲ့ဒီဝမ်းနည်းမှုတွေကိုအကြကြီးဖတ်တွေ့မှသာပဲရှေးဆက်ဖို့တွေးတော့နေခဲ့တာပါနေခင်ဖက်အလုပ်တွေပြီးလို့အိမ်ပြန်ရောက်တဲ့အခါ မဆောင်ကြည်အားဖခင်ဖြစ်သူဦးစံသိန်းအတွက်ထမင်းဟင်းတွေကိုကယူတဆိုင်နဲ့ချက်ပြုတ်ပြင်ဆင်ပေးပါတယ်။အဲဒီနောက်သားဖားနှစ်ယောက်သားစပွဲဝမ်းလေးမှာထမင်းတူတူဆိုင်ရင်းနှွေးထွေးတဲ့စကားတွေကို ဖလှယ်ပြီးပြောဆိုနေကြတာပေါ့။သမီးနေတိုင်းတီလို့လှုပ်လှုပ်နေရတာမပင်မန်းဘူးလားကွယ်။တီးခံမောင်သမီးရဲ့အဖေအခုအရန်အိုမင်းနေပြီးလမ်းလျှောက်ဖို့မပြောနဲ့အသက်ရှူဖို့တောင်ခတ်နေပြီးသမီးရဲ့အရင်တော့လည်းမဟုတ်တော့ဘူး။အဖေကိုအမြဲကြီးဥစိုက်ပြီးလို့ငါသမီးကိုလည်းအဖေအများကြီးကျေးဇူးတင်နေတယ်။ သမီးရဲ့အကိုကြီးနဲ့အမတွေကတော့အိမ်အောင်ကြပြီးတည်းဟာသူတို့မိသားစုတွေကိုပဲအာယုံဆိုင်နေရလို့တယောက်မှမအားကြဘူးအဖေတည်တော့မယ့်အချိန်ထိတောင်သူတို့အဖေကိုလာကြည့်ဖို့ရပါမလားအိမ်ခွဲပြီးထွက်သွားလိုက်ကြတာအခုအချိန်နေအရေးရောင်တော့မတွေ့ရတော့ဘူးသမီးအဖေရဲ့အကိုကြီးနဲ့အမတို့ကအချိန်မရှိလို့ဖြစ်ပါလိမ့်မယ်အချိန်ရရင်သူတို့လာလင်မှာပေါ့အဖေကအခုထိလည်းတန်တန်မာမာနဲ့ကြမ်းမာနေတော့မဲလေဘယ်မှာအိုမင်းနေလို့လဲအဖေတိမ်မဲ့အကြောင်းနဲ့မပြောနဲ့နော်အဖေကသမီးနဲ့အကြိုင်းနေပေးပါနော် သမီးအဖေကိုအကောင်းဆုံးကျူးဆိုက်ပေးမယ်လို့ကတိပေးပါရယ်ဖေကျေးဇူးပါသမီးရယ်ဒီအဖိုးကြီးကိုမယုံမရှာကျူးဆိုက်ပေးနေတာငါသမီးလေးအနာရောဂါကင်းပြီးအသက်ရှည်ပါစေကွယ်သမီးကိုပြုစုပြိုးထောင်ပေးခဲ့တဲ့အဖေကိုဘလို့များကျူးမဆိုင်ပဲနေမှလဲအဖေအလွတ်လွတ်ပေးခဲ့တဲ့အချိန်တော့တခါမှမောပန်းနယ်လို့ညှို့ညို့တာတော့မကြားခဲ့ရအောင်အခုအဖေကအိုမင်းလာပြီဆိုတော့သမီးကပြန်ဆောင်းရှောက်ရမယ့်အချိန်ရောက်ပြီပေါ့ စိတ်မပူပါနဲ့ဖေအခုအမေကိုဆုံရှုံခဲ့ရပြီဆိုတော့တမီးအဖေကိုဘတော်မှလက်လွတ်မှာမဟုတ်ဘူးတမီးဘဝမှာအဖေကအရေးကြီးဆုံးမဲလေသားဖားနှစ်ယောက်သားပြောနေတဲ့စကားတွေဟာဂုံယူဝမ်းမြောက်မှုတွေနဲ့နှွေးထွေးမှုအပြည့်ရှိခဲ့တာပေါ့ဒါပေမဲ့ဥဆန်သိန်းဟာအခုဆိုရင်အရန်ကိုအိုမင်းလာခဲ့ပါပြီမကြခင်ကွယ်လွန်တော့မယ်လို့ခံစားမိတဲ့အတွက် သူ့စိတ်ထဲမှာစိတ်မကောင်းဖြစ်နေမိပါတယ်အဲ့ဒါကြောင့်သားသမီးအားလုံးကိုခေါ်ပြီး သူပိုင်ဆိုင်သမျှအမွေတွေကိုအညီအမျှခွဲဝေပေးဖို့ဆုံးဖြတ်လိုက်တာပေါ့ဖခင်ကိုယ်တိုင်ပြောတဲ့တီးချောင်းရောက်ကြားလိုက်တဲ့အခါမဆောကြည့်တောင်အနှင်းငယ်တုန်လှုပ်သွားပါတယ်သူစိတ်ထဲမှာတော့ဖခင်ဖြစ်သူဟာအချိန်အကြာကြီးအသက်ရှည်ရှည်နေရအောင်မယ်လို့အမြဲတမ်းတွေးထားခဲ့တာပါဒါပေမဲ့တကယ်လက်တွေ့မှာတော့မတိချမှုတွေကပဲချိန်မဆိုဖြစ်လာနိုင်တာပဲလေဒီလိုနဲ့နောက်တနည်းမနက်မှာတော့ မငိမ့်စုနဲ့ကိုကြီးအောင်တို့ညလုံးဟာဖခင်အမွေခွဲပေးမယ်ဆိုတဲ့တဲ့င်းကိုကြားတာနဲ့သူတို့အိမ်ကနေအပြေးအလွာရောက်လာကြတယ်။ခဏအကြာသူတို့မိသားစုလူဆုံတက်ဆုံရောက်လာတော့ဥဆန်သိန်းကအားလုံးရဲ့ရှေ့မှာစကားဆားလိုက်ပါတယ်။ဒါတို့တမီးတို့အားလုံးဆုံပြီဆိုတော့အဖေစကားနည်းနည်းပြောမယ်။အခုအဖေကအရှမ်းကိုအိုနေပြီ။ဘယ်အချိန်တည်မလဲဆိုတာမသိနိုင်ဘူး။ဒါကြောင့်ဒီနေ့ဒါတို့တမီးတို့အားလုံးအဖေခေါ်လိုက်တာအမွေတွေကိုအညီအမျှခွဲဝေပေးချင်လို့ပဲ။အဖေ အဖေကဘလောက်ခွဲပေးမှလဲယင်တမီခုအရင်ကိုစိတ်လှုပ်ရှားနေပြီတမီမြင်မြန်သိချင်တဲ့အဖေရဲ့တမီယောက်ျားဖုန်းဆက်ပြီးပြောပြချင်လို့တမီအဖေစီကအမွေရအများကြီးရတယ်ဆိုရင်သူအရင်ကိုပြောမှာဂျင်ညာသူတမီကိုပန်းစီကြီးနဲ့ဂုံပြုတ်ပေးမှသိချတဲ့အဖေဟုတ်တယ်အဖေကျွန်တော်လဲကျွန်တော်မိမကိုဖုန်းဆက်ပြောရမယ်ကျွန်တော်မိမလဲအဖေစီကအမွေရအများကြီးရတယ်ဆိုရင်အရင်ပြောနေမှာအစောတမီရောတမီအကိုနဲ့အမလို့စိတ်လှုပ်ရှားနေတာမဟုတ်ဘူးလား အဖေစီကအမွေတွေရမှလေသမီးပါမအများကြီးမတောင်းဆိုပါအဖေရဲ့သမီးအဖေကိုကူးဆိုင်ပေးရရင်အဖေနဲ့တူတူနေရရင်ပဲကျေနပ်ပါပြီဟာခင်ဖြစ်သူဦးစံသိန်းကသမီးငယ်ပြောတာကိုကြားတော့အတိုင်းမသိဝမ်းသာသွားခဲ့တာပေါ့ကောင်းပြီကောင်းပြီကေတာအောင်ကြီးမင်းကအကြီးဆုံးဆိုတော့လေမြင့်ငါးဧကယူလိုက်နွားထီး20လဲယူလိုက်မငိမ့်သမီးကတော့နွားမအားလုံး35កောင်ယူလိုက်မင်းအမေရအရင်စိုက်ပြုတ်ခဲ့တဲ့ ။ဒီဟိုတဲ့ရချံ35 A ကလည်းယူလိုက်။အဲ့ဒီချံအသီးပွင့်ကောင်းကောင်းထွက်တယ်နော်။ဦးဆန်တဲ့ရစကားအဆုံးမှာအကူနဲ့အမနှောက်ဟာသူတို့ဖခင်စီကပိုင်ဆိုင်မှုတွေအများကြီးကိုရလိုက်တာကြောင့်အယံကိုကျေနပ်ပျော်ရွှင်သွားကြပါတယ်။အဲ့လိုပြောနေချိန်မှာတော့ဦးဆန်တဲ့ဟာအကူနဲ့အမရဲ့နောက်မှာတတိတ်လေးထိုင်နေတဲ့တမီးငယ်လေးကိုနူးညံ့စွာလှဲ့ကြည့်ပြီးပြောလိုက်ပါတယ်။တမီးငယ်လေးအစောအတွက်တော့ဒီမြေအိုးကြီးကိုယူလိုက်နော် ဒီအိုအားအဖေရဲ့ဘိုးဘွားပြည်ပင်တွေစီအားဆင်းသက်လာတဲ့အဖိုးတံပစ္စည်းပါသမီးတောင်ကယူတဆိုင်သိမ်းထားပါနောက်တစ်ချိန်လိုအပ်လာရင်သမီးတောင်ထုတ်သုံးလိုက်အဲ့ဒီခါကျရင် သမီးလည်းပဲတော့မှပြန်မရတော့မှမဟုတ်ဘူးအကိုနဲ့အမဟာသူတို့ညီမလေးအတွက်ဖခင်ရဲ့အမွေအဖြစ်ခွဲဝေပေးလိုက်တာက မြေအိုတလုံးဆိုတာကိုမြင်လိုက်ရတော့နှစ်ယောက်စလုံးလောင်ပြောင်ရှီမောကြပါတယ်ဟာညီမလေးအစောကတကယ်တနာเสียရပဲသူအဖေကိုအမြဲတမ်းကူးဆိုင်ပေးတာဒါမှမြေအိုတလုံးပဲရတယ် ူအဖေကိုကူးဆိုင်တာအဖေကြိုက်မဖြစ်လို့လားမသိဘူးငါတို့နှစ်ယောက်ကတော့ဒီအိမ်မှာဘာမှမလုပ်ခဲ့တာတောင်အဖေစီကပိုင်ဆိုင်မှုတွေအများကြီးရတယ်ဟေ့ဟုတ်တယ်ငါလည်းအံ့ဩနေတာဟာအဖေကဘာလို့ငါတို့အများကြီးပေးပြီးအစိုးရကတော့ဘာမှမပေးရတာလဲသူကငါတို့ထက်တောင်အိမ်လုပ်တွေလုပ်တာမဟုတ်ဘူးလားငါတို့ကပဲဘာမှမလုပ်ခဲ့ဘူးလေဒါပေမဲ့ဘာလို့ငါတို့ကပိုရတာလဲဒါမှမဟုတ်အဖေကငါတို့နှစ်ယောက်ပဲပိုချစ်တာဖြစ်နိုင်နေကွာအေးအဲ့ဒါကောင်းတယ် အဖေငါတို့ဒီလိုမျိုးအမွေတွေအများကြီးခွဲပေးတာကောင်းတာပေါ့ငါတို့သာအစိုးလို့ဘာမှမရရင်အရှင်းကိုတော့သာထွက်မိမှာအကူနဲ့အမနှောက်ဟာမစောကြည့်ရဲ့အမွေကိစ္စနဲ့ပတ်သက်ပြီးပဆက်ဖျားကနေပြောချင်တာတွေပြောဆိုနေကြတယ်အဲ့ဒီအချိန်မှာပဲမစောကြည့်ဟာသူတို့အနာကိုရှောက်လာတာမြင်လာကြောင်းမငိမ့်စုတယောက်လောင်ပြောင်တဲ့အပြုံကြီးနဲ့စကားဆားလိုက်ပါတယ်ဟေးအစောငါတို့ရဲ့ချစ်ဆုံးညီမလေးစိတ်မကောင်းမဖြစ်ပါနဲ့ဟာအဖေကနင့်ကိုမြေအိုးတစ်လုံးမဲ့အမွေပေးတာဆိုပေမဲ့ အနည်းဆုံးတော့နင်တီအိမ်အိုလေးကိုရာသေးတာပဲငါတော့လေနင်နဲ့အဲ့ဒီမြေအိုးနဲ့လိုက်တယ်လို့ထင်တယ်ဒါပေမဲ့ငါနင်ရဲ့အမှကောင်းဖြစ်တဲ့အတွက်နင့်ကိုတတိပေးလိုက်မယ်နော်နင်အခက်ခဲရှင့်ငါစီကိုအကူအညီတာမမဟုတ်ပတ်စံဘတော်မှလာမတောင်းနဲ့နော်ငါယောက်ျားနဲ့သားသမီးတွေအတွက်ငါစုဆောင်ထားမှာမဆောကြီးဟာအမကြီးရဲ့ခနေတဲတဲစကားတွေကိုကြားပေမဲ့ဘာမှပြန်မပြောဘဲနေရာမှာတင်တိတ်ဆိတ်ဆိတ်ညက်နေခဲ့ပါတယ် သူ့စိတ်ထဲမှာတော့မိသားစုတွေစီကနေသူတကယ်ပဲပြစ်ပယ်ခံရပြီလို့ခံစားနေရတာပေါ့။သူ့အမမငိမ့်စုပြောတယ်လို့အိမ်ဟောင်းလေးရှိနေတာကအေးမကြီးပါဘူး။အခုလို့သူ့ကိုလစ်လို့ရှုပ်ပြီးချစ်ခင်မှုမပေးတာကငွေကြေးနဲ့တခြားစီးစိမ်တွေမရတာထက်တောင်ပိုပြီးဝမ်းနည်းစေခဲ့တာပေါ့။မကြခင်မှာပဲဥဆန်သိန်းတယောက်လူကြီးယောဂါကြောင့်ကွယ်လွန်သွားခဲ့ပါရဲ့။သားသမီးတွေကဖခင်ခွဲဝေပေးခဲ့တဲ့ပိုင်ဆိုင်မှုတွေနဲ့ကြီးကျယ်ခမ်းနားတဲ့စာပနပွဲကြီးကိုကျင်းပခဲ့ကြပါရဲ့။ ဒါပေမဲ့သူတို့ကစာပနာပွဲမှာသူတို့ဘလောက်ချမ်းသာကြောင်ပြောပြီးဂုံယူကြွားဝါဖို့ပဲစိတ်ဝင်စားခဲ့ကြတာပါတကယ်တမ်းဖခင်တွေမျက်ရည်ကျဖို့တောင်တတိမရခဲ့ကြပါဘူးဖခင်ရဲ့စာပနာပြီးဆုံးသွားတဲ့အခါမငိမ့်စုနဲ့ကိုအောင်ကြီးတို့နှစ်ယောက်စလုံးသူတို့အိမ်ကိုအမြန်ပြန်သွားခဲ့ကြပါတယ်မဆိုးကြီးကတော့ဖခင်ရဲ့အမတ်တရားတွေနဲ့ဖခင်ပေးခဲ့တဲ့မြေအိုးတစ်လုံးပဲကျန်တော့တဲ့အိမ်ဟောင်းလေးစီကိုပြန်လာခဲ့ပါတယ်မဆိုးကြီးတယောက်တည်းအထီးကျန်မင်းအယန်းကိုဝမ်းနည်းနေခဲ့တာပေါ့ အဖေပါလို့ကျမတီမြေအိုးတလုံးပဲရတာလေကျမအဖေကိုတယောက်တည်းစောင့်ရှောက်ခဲ့တာပဲလေဒါပေမဲ့အကူနဲ့အမောက်ကြတော့ပန်ဆိုင်မှုတွေအများကြီးပေးတယ်အဖေကကျမကိုမချစ်တော့လို့လားယင်မဆိုးကြည်ရမျက်ရည်တွေနဲ့စိတ်ပြဲအားငယ်စွာထိုင်ရင်အိမ်ထဲကိုကြည့်လိုက်ပါတယ်ဖခင်ရဲ့အမတ်တရားတွေပြည့်နေတဲ့ဒီအိမ်အိုးလေးထဲမှာသူတယောက်တည်းအထီးကျန်နေရပေါ့ခဏကြာတော့မှစိတ်ကိုတင်ပြီးအဖေပေးခဲ့တဲ့ဒီမြေအိုးကို ဘလို့အသုံးပြုရမလဲဆိုတာကိုစဉ်းစားလိုက်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပါအဖေကငါတွဲဆိုပြီးတီမြေအိုးပေးခဲ့တာပဲ။တီအိုးကျမဘာလုပ်ရမလဲ။ဒီဟာနဲ့အကျိုးမြတ်ရအောင်ဘလို့အသုံးချရမလဲ။အော်ငါတွေးမိပြီ။ငါတီအိုးငပိနဲ့ငါချောက်ထဲဖို့သုံးလိုက်မယ်။ငါချောင်းထဲမှာငါးတွေဖမ်းပြီးတီအိုးတဲ့ကိုထည့်ရမယ်။ပြီးရင်ရွာသားတွေကိုပြန်ရောင်းရမယ်။အင်းအနည်းဆုံးတော့တီအိုးလေးကအကျိုးရှိရပဲ။မဆိုးကြည့်တောင်ရေရွတ်ပြောနေတော့မှ အိုးထဲမှာထည့်ထားတဲ့ဆက်ကိုတရွက်ကိုတွေ့သွားပါတယ်။သူလည်းကောက်ယူပြီးဖတ်ကြည့်လိုက်တဲ့အခါအဲ့ဒီစာကဖခင်ကသူ့အတွက်ရေးထားတာကိုသိခဲ့ရတာပေါ့။သမီးလေးသမီးစိတ်ထဲမှာဘာလို့ဒီအိုးပဲပေးရတာလဲဆိုပြီးစိတ်မကောင်းဖြစ်နေလိမ့်မယ်ဆိုတာအဖေသိတယ်။ဒီအိုးကအံ့ဩဖွယ်ရအိုးလေးသမီးပါလို့ချင်လဲပါရချင်လဲဆိုတော့တွေးပြီးတော့တခုလောက်အဲ့ဒီအိုးထဲကိုထည့်လိုက်ပါ။အများကြီးရလာလိမ့်မယ်။အရေးကြီးတာသမီးလေးတီချောင်ဘသူ့ကိုမှမပြောရအောင်နော်။ မဆိုးချီလဲဆောင်ဖတ်ပြီးတဲ့နောက်ဆိတ်ရှုပ်ထွေးသွားပြီးခေါင်းတွင်မူအောင်တွေးလိုက်ပေမဲ့ဖခင်ရေးထားတဲ့အတိတ်ပဲကိုရှင်းရှင်းလင်းလင်းနားမလည်ခဲ့ပါဘူးသူတိတာကတီမြေအိုးရဲကိုငါးတာမှမဟုတ်ငပိထဲဖို့ပဲတုံးရမယ်လို့စိတ်ကူးမိခဲ့တာပါဒါကြောင့်နောက်တနည်းမနဲ့မှာပဲမဆိုးချီကသူဖမ်းလာတဲ့ငါးတွေကိုငပိလောက်ဖို့အဲ့ဒီအိုးရဲကိုထည့်လိုက်ပါတယ်အဲ့ဒီအခါချက်ချင်းဆိုသလိုအဲ့ဒီမြေအိုးကြီးဟာပြင်းပြင်းထန်ထန်တုန်ခါလာပြီးခဏအတွင်းမှာပဲငါးတွေဟာ အိုတလုံးပြည့်ရှံကြလာတာကို တွေ့လိုက်ရပါတယ်ဒီလိုမြင်ကွင်းကြောင့်မစောကြည့်လဲပဆက်ကိုတော့ပိတ်လို့မရအောင်အံ့ဩပြီးမှင်သက်သွားခဲ့တာပေါ့အိုးဒါဘလို့ဖြစ်တာလဲငါငါးတကောင်ပဲထည့်လိုက်တာဘာလို့ငါးတွေအများကြီးဖြစ်သွားတာလဲအံ့ဩเสียရပဲကောင်းပြီအခုငါဒီငါးတွေကိုဈေးမှာတွားရောင်းရမယ်ဒီလိုငါးကြီးကြီးတွေဆိုရင်တော့ဈေးကောင်းရမှာသိချားတယ်အိုးရဲကတိုးပွားလာတဲ့ငါးတွေဟာများလို့နာကြောင်းမစောကြည့်တယောက်တည်းစားသုံးလို့ကုန်နိုင်မှာမဟုတ်ပါဘူး ဒါကြောင့်သူဟာအဲ့ဒီငါးတွေကိုရွာတွေကဈေးမှာတွားရောက်ခဲ့တာပေါ့မဆိုးကြည်ရဲ့ငါးတွေကလက်ဆက်ပြီးစူဖြိုးနေတာကြောင့်သူများတွေထပ်ပို့ပြီးရောင်းကောင်းနေခဲ့ပါရင်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အမဖြစ်သူမငိမ့်စုရောက်လာပြီးငါးရောက်နေတဲ့ညီမငယ်ကိုလှောင်ပြောင်ပြောဆိုလိုက်ပါတယ်။အိုးအစောပါလားနင်းကိုကြည့်ရတာတကယ်သနာစရာလေးပါလားဟဲ့နင်းဘဝတကယ်ကိုနှိမ့်ချလွန်းနေညီမလေးဒါကြောင့်ဒီလိုဈေးမှာငါးလေးတွေထိုင်ရောက်နေရပါအဖေကလည်းလေး နင့်ကို၅အိုးလေးတစ်လုံးပဲပေးခဲ့တာအဲ့ဒီအိုးရောင်းလို့လည်းဘယ်သူမှဝယ်မှာမဟုတ်ဘူးနောက်ဆုံးတော့ဒီလို၅ရောင်းတဲ့ဘဝနဲ့ပဲရှက်တီနေရတာပေါ့ကောင်းပြီလေငါနင့်ရဲ့အကောင်းဆုံးအမားဆိုတော့နင့်ကိုကူညီတဲ့အနေနဲ့ဒီငါနည်းနည်းလောက်ငါဝယ်ပေးမယ်နင့်ငါရဲ့အမြန်ဆုံးရောင်းကုန်ပြီဒီလိုအကြိုက်ထိုင်ပြီးတော့မရောင်းရတော့ဘူးပေါ့မငိမ့်စုကမထီမဲ့မြင်လောင်ပြောင်ပြောဆိုနေပေမဲ့ညီမငယ်မဆိုးကြီးကတော့ဘာမှပြန်မပြောပဲငါးရီကိုပုံမှန်တိုင်းဆက်ရောင်းနေပါတယ် ငါးရွေအယောင်သက်လွန်းလို့မဆောကြည့်တောင်အရန်ကိုပျော်ရှင်နေခဲ့တာပေါ့အိမ်ပြန်ရောက်ရင်အဲ့ဒီမြေအိုးကိုနောက်တစ်ခုစမ်းသပ်ပြီးထည့်ကြည့်ရမယ်လို့လည်းတွေးနေမိပါတယ်ဒါကြောင့်ငါးရောင်လို့ရတဲ့ပတ်စံနဲ့ဈေးကနေဝက်သားတစ်ပိတ်သာဝယ်ပြီးအိမ်ကိုပြန်လာခဲ့တယ်သူ့စိတ်ထဲမှာတော့တီဝက်သားကိုအိုးရဲထည့်လိုက်လို့ငါးရွေလိုအများကြီးရလာခဲ့ရင်ဝက်သား၆လောက်ပြီးရွာထဲမှာရောင်းရမယ်လို့စဉ်းစားနေခဲ့တာပါဒါကြောင့်အိမ်ပြန်ရောက်တဲ့အခါမဆောကြည့်လဲဝယ်လာတဲ့ဝက်သားကိုအိုးရဲထည့်ပြီးစောင့်ကြည့်နေခဲ့ပါတယ် ြည့်အခါအရင်တိုင်းပဲမြေအိုးကြီးဟာတုန်ခါလာပြီးခဏအတွင်းမှာပဲဝတ်သားတွေကအိုးရဲ့နှခမ်းဝကိုတောင်ရှမ်းကြလာပါတယ်။တာဟာမော်ပညာနဲ့ဖန်ဆင်းထားသလိုပဲလို့တွေ့ရင်မဆိုးကြည့်တောင်အံ့ဩဝမ်းသာနေကြတာပေါ့။အိုးနောက်ဆုံးတော့ငါဖေပေးခဲ့တဲ့ပစ္စည်းကတန်မိုးရှိရပဲ။လေယာတွေနဲ့တရိတ်ဆန်တွေထက်တောင်ပိုပြီးတန်မိုးရှိသေးတယ်။မဆိုးကြည့်ဟာအိုးရဲကနေပြေရှင်ကြလာတဲ့အသားတွေကိုကြည့်ပြီးသူ့ကောင်းထဲမှာနောက်ထပ်စိတ်ကူးတစ်ခုပေါ်လာပါတယ်။ အဲ့ဒါကတော့ဒီအိုးတဲကိုပတ်စံတွေထည့်လိုက်ရင်အဲ့ဒီပတ်စံတွေကအခုလိုအများကြီးတိုးပွားလာနိုင်တယ်လို့တွေးလိုက်မိတာပါမတ်စောကြည်လည်းစိတ်လှုပ်ရှားစွာနဲ့သူ့ရဲ့အိတ်ထဲကပတ်စံတချို့ယူပြီးအိုးထဲမှာထည့်ထားလိုက်ပါတယ်အမှန်တကယ်သူတွေးထားတဲ့အချိန်ပတ်စံထည့်လိုက်တာနဲ့မြေအိုးကြီးဟာတုန်ခါလာပြီးခဏအကြာမှာပဲပတ်စံတွေဟာအိုးတလုံးအပြည့်များပြားလာခဲ့ပါတယ်မတ်စောကြည်တယောက်သူ့ရဲ့ပတ်စံတွေကြည့်ပြီးစိတ်လှုပ်ရှားစွာနဲ့အော်မိမတက်ဖြစ်သွားပါတော့တယ်ဝူး ကျမမျက်လုံးကိုတော့မယုံနိုင်တော့ဘူးဒီလိုပတ်စံတွေအများကြီးဆိုတော့ကျမနောက်ထပ်ဘတော်မှဆင်းရဲမှာမဟုတ်ဘူးဒီအချိန်အားစပြီးကျမချမ်းသာတဲ့တထေမှာဖြစ်လာတော့မယ်အိုးအဖေရဲ့ဂျေဆုနဲ့ကျမလိုချင်တဲ့ပျော်ရွှင်မှုကိုပိုင်ဆိုင်လို့ရပြီပဲအဲ့ဒီနာမဆုံးကြည့်တောင်ဘာလုံးမှမလုပ်တော့ပဲသူ့ရဲ့ပတ်စံကိုအိုးရဲမှာချင်းချင်းထည့်ပြီးတိုးပွားနေပါတော့တယ်နောက်ဆုံးမှာတော့မဆုံးကြည့်ဟာအိမ်သစ်တစ်လုံးဆောက်ပြီး ငွေကြေးအပြည့်စုံပိုင်ဆိုင်တဲ့မဟာတထေးမကြီးတယောက်ဖြစ်လာခဲ့ပါတယ်။ဒီလိုချမ်းသာလာတဲ့အကြောင်းရင်းဟာဖခင်ပေးခဲ့တဲ့မြေအိုးကနေကံကြမ္မာနဲ့ဆန္ဒတွေအရာဖြစ်လာတဲ့ဆိုတာကိုမဆောကြည်တယောက်ကောင်းကောင်းကြီးနားလည်ခဲ့ပါတယ်။ဒါပေမဲ့မဆောကြည်ဟာငွေကြေးတွေဘလောက်ပဲပိုင်ဆိုင်ပြီးချမ်းသာနေပါစေဘဝကိုအရင်တိုင်းရိုးရှင်းစွာပဲနေထိုင်ခဲ့ပါတယ်။သူ့ရဲ့အကူအမတွေလိုကြွားဝါခြင်းမရှိပါဘူး။ကြွားသားတွေကလည်း ောင်စုံးကြည်ရဲ့ဘဝအခုလိုအဆင်ပြေပြေနဲ့ပြောင်းလဲလာမှုမြင်တော့ချီကျူးနေကြတာပေါ့ဒါပေမဲ့အဲ့ဒီလိုကွန်ပျူတာပေးတဲ့အထဲမှာသူရဲ့အမရင်မငိမ့်စုတယောက်မပါဝင်ခဲ့ပါဘူးသူဟာမဆောကြည်ချမ်းသာလာရတဲ့အကြောင်းရင်းကိုသိချာမသိပဲစိတ်ထဲကနေမနာလို့ဖြစ်လာပါတယ်သူရဲ့ညီမလေးကဘယ်ကနေဒီလောက်ချမ်းသာလာလဲဆိုတော့သိဖို့အကြောင်းရင်းကိုရှာဖွေနေခဲ့တာပေါ့အငေမဘလို့လို့ပြီးချမ်းသာလာတာလဲသူပါလုပ်ငန်းတွေလောက်တာလဲ ဘာလို့အချိန်တို့လေးအတွင်းဒီလောက်တောင်ချမ်းသာနေရလဲငါသူ့နောက်ရောက်ခံပြီးတော့လိုက်ကြည့်အောင်မယ်ဘလို့ကောင်းတဲ့အရာတွေရှိလဲဆိုတာသိအောင်လုပ်ရမယ်အဖေကသူ့မြေအိုးတစ်လုံးပဲပေးခဲ့တာပါဂျာမမဟုတ်အဖေကငါတို့မသိအောင်သူ့ကိုလျှို့ဝှက်ပြီးငွေကြေးတွေပါရင်များပေးခဲ့လားမသိဘူးဒီလိုမဖြစ်ရဘူးငါသွားကြည့်ရမယ်ဒီလိုနဲ့မငိမ့်စုလဲညီမငယ်မစောကြည့်ရဲ့အိမ်ကိုတက်တိတ်လေးဝင်သွားပြီးပတင်းပေါက်ကနေအိမ်ထဲကိုချောင်းကြည့်ပါတယ်ဒီအခါ သူထင်ထားတာထက်ပိုပြီးထူးဆန်းတဲ့မြင်ကွင်းကိုမြင်လိုက်ရတော့မငိမ့်စုလည်းတတော်လေးကိုအံ့ဩသွားခဲ့တာပေါ့သူ့ရဲ့ညီမငယ်ဟာအလုပ်တွေလုပ်ပြီးချမ်းသာနေတာမဟုတ်ပဲဖခင်အမွေပေးခဲ့တဲ့မြေအိုးကြောင့်ကြီးပွားလာတဲ့ဆိုတာကိုနားလည်သွားခဲ့ပါပြီဒါကြောင့်သူ့ရဲ့စိတ်ထဲမှာလည်းလောဘတက်လာပြီးအိမ်နှဲဝင်ကမဆောကြီးကိုပြောလိုက်ပါတော့တယ်ညီမလေးအခုနောက်တော့ငါတေချာမြင်လိုက်တယ်နော်နင်ပတ်စံလေးကိုဒီအိုးထဲထည့်လိုက်တာမလားပြီးတော့အိုးထဲကနေငွေတွေအများကြီးထွက်လာတယ် ဒါအံ့ဖွယ်အိုးပဲအဖေကနင့်ကိုဒီလိုကောင်းလို့နဲ့အိုးပေးခဲ့တာတကယ်မတရားဘူးအံ့ဖွယ်အိုးရှိတာတော့နင့်ကိုပဲပေးခဲ့တယ်ငါနဲ့အကိုကြီးကိုကြတော့မပေးခဲ့ဘူးမဆောကြီးတယောက်တခိုးလူမိသွားတယ်လို့သူအမရောက်လာတော့မြင်တော့ရန်ကိုအံ့ဩတုန်လှုပ်သွားခဲ့တာပေါ့အိုးအမအမပါလို့ညီမလေးစီကိုလာပြီးခိုးကြည့်ညာလေညီမလေးမှာအံ့ဖွယ်အိုးရှိတယ်ဆိုတာဘသူ့ကိုမှမပြောပြနဲ့နော်တို့ကြတခိုးတွေလာခိုးလိုက်မယ်မငိမ့်စုလဲအဲ့ဒီစကားကိုကြားတော့ စိတ်ထဲကနေအတွေ့အကြုံဝင်လာပြီးမတိမတာနှခမ်းမဲ့ယုံလောက်ပြုံးကပြန်ဖြေလိုက်ပါတယ်။ရပါတယ်ညီမလေးညီမလေးမှာ DN ဖွဲ့အိုးရှိတယ်ဆိုတာကိုအမဘသူ့ကိုမှမပြောပြပါဘူး။ဒါပေမဲ့လေအမကို DO နှစ်ရက်သုံးရက်လောက်ငှားပါလား။နှစ်ရက်သုံးရက်ပြင်အမပြန်လာပို့ပေးပါမယ်။မငိမ့်စုရဲ့တောင်းဆိုစကားကိုကြားတော့မဆောကြည့်လဲပါလို့ရမှမသိပဲ ခနာကြောင့်စန်းစားနေမိရပေါ့သူ့မှာတုံဆိုင်မှုတွေရှိနေပေမဲ့နောက်ဆုံးမှာတော့သူ့အဖေပေးခဲ့တဲ့အံ့ဖွဲအိုးလေးကိုခေတ္တခဏငှားပေးလိုက်ပါတယ်။ကောင်းပြီလေမနေယူသွားလို့ရပါတယ်။ဒါပေမဲ့အမရေဒီအိုးယူသွားရင်လောဘကြီးတဲ့စိတ်နဲ့မတုံးနဲ့နော်။လူအပ်တလောက်ပဲတုံးမှာပြီးတော့တတ်မှတ်ထားတဲ့အချိန်ရောက်ရင်ညီမလေးစီပြန်ယူလာပေးဖို့မမေ့ပါနဲ့နော်။အေးပါဟဲ့သိချာတာပေါ့ညီမလေးရဲ့ညီမလေးကအမောက်လောဘကြီးတဲ့သူလို့ထင်နေရလား။ဒီလိုပဲလေ။ ညီမတွေကြားမှာရှိတာကိုခွဲဝေသုံးဆွဲရမှာပေါ့ဒါမှညီမအစ်စ်ဖြစ်တော်မှာပေါ့မဟုတ်ဘူးလားသူ့ရဲ့စကားဆုံးတာနဲ့မငိမ့်စုလဲအံ့ဖွယ်မြေအိုးယူပြီးအိမ်ကိုချက်ချင်းပြန်သွားပါတယ်ဒါပေမဲ့မငိမ့်စုတယောက်မဆိုးကြီးရဲ့အိမ်ရှိကိုရောက်ရုံနဲ့တင်အကိုဖြစ်သူကိုအောင်ကြီးနဲ့ချင်အဝမှာတွေ့ဆုံပါတယ်ဒီအခါကိုအောင်ကြီးကလည်းမွမွေချင်းချင်မြင်တယ်လို့သူ့ညီမလိုမျိုးစိတ်ကူးထဲမှာပေါ်လာတာပေါ့ဟဲ့မငိမ့်နင်ကတကယ်လဲတဲ့မိမပဲ စိတ်ဝင်စားဘူးလို့ပြောပြီးတော့ငါထက်တောင်မြန်နေသေးတယ်ငါအကြီးဆုံးဆိုတော့ဒီအိုးကိုငါရင်ဆုံးသုံးကြည့်လိုက်မယ်ငါသုံးပြီးမှနင်သုံးဖို့မဟုတ်ဘူးလားအမေကျမတော်ညီမလေးစီကတွားငါလာတာကျမရင်သုံးနေတာပေါ့ကျမအကိုကြီးကိုလုံးဝမပေးဘူးနောက်ကျမလာတာဆိုတော့စောင့်ရမှာပေါ့ပြီးမှညီမလေးစီကနေပြန်ငါလိုက်ဒါမှအမှန်ဖြစ်မှာလေကိုအောင်ကြီးဟာညီမဖြစ်သူရဲ့စကားကိုကြားတော့တောသားထွက်လာပြီးမန်ငင်းစီကနေအိုးကိုချက်ချင်းလူယူလိုက်ပါတယ် နှစ်ယောက်စလုံးကမြေအိုးကိုရဖို့အပြန်လန်ဆွဲလို့ကြရင်နောက်ဆုံးမှာတော့သူတို့လက်ထဲကနေလွတ်ကြပြီးအစိမ့်စိတ်အမွားမွားကွဲသွားခဲ့ပါတယ်။မောင်နှမနှစ်ယောက်ရဲ့တိုက်ပွဲကိုမြင်လို့အိမ်ထဲကပြေးထွက်လာတဲ့မဆုံးကြည်တယောက်ဒီမြင်ကွင်းကိုမြင်တဲ့အခါမှာတော်တော်လေးကိုတုံ့လောက်သွားခဲ့ပါတယ်။ဟာအကိုနဲ့အမဘာရီလှုပ်လိုက်တာလဲ။ကျမမြေအိုးလေးကွဲကုန်ပြီ။အခုဘာလုပ်ရတော့မှာလဲ။အကိုနဲ့အမရဲ့လောဘကြောင့်အခုလိုဖြစ်ကုန်တာ။အဖေပေးခဲ့တဲ့အမွေလေးမရှိရဘူး။ဒါပေမဲ့ ကိုအောင်ကြီးတို့မှန်မှန်ယောက်ကတော့မဆိုးကြည်ရဲ့စကားခွန်းတော့မပြန်မိမဲတယောက်နဲ့တယောက်အပြစ်ပုံချကြပါရင်ဘသူမှအဖြစ်ပြက်အတွက်တာဝန်ယူဖို့မကြိုးစားကြပါဘူးတားပြင်ညောင်စလုံးဟာလုံချင်တာမရနိုင်တော့ဘူးဆိုတော့မဆိုးကြည်ကိုတောင်ဘာမှတောင်းမှန်စကားမပြောဘဲနဲ့သူတို့အိမ်ကိုပြန်သွားခဲ့ကြပါရင်မဆိုးကြည်ကတော့ဖခင်ရဲ့နောက်ဆုံးပိုင်ဆိုင်မှုဖြစ်တဲ့မြေအိုလေးကွဲသွားတာကြောင့်တယောက်တည်းဝမ်းနဲ့ပူဆွေးနေခဲ့တာပေါ့ဒီနောက်မဆိုးကြည်ဟာ အံ့ဖွဲ့မျိုးရဲ့အပိုင်းစတွေကိုကပ်ပြီးအိမ်နောက်ဖေးမြေမှာမြုံနှံထားလိုက်ပါတယ်။သူ့ရင်ထဲမှာစိတ်မကောင်းဖြစ်ပေမဲ့မဆောချီဟာအံ့ဖွဲ့အိုးကနေဆူဆောင်းထားတဲ့ငွေကြေးတွေများကြီးရှိနေသေးတာကြောင့်ပေါ်ဝရှိရဲ့အတွက်စိတ်မပူခဲ့ရပါဘူး။ဒီလိုနဲ့မဆောချီဟာဘာကိုမှကြူးမဆိုင်ပဲတယောက်တည်းရိုးရှင်းတဲ့ဘဝနဲ့နေထိုင်ခဲ့ပါတယ်။သူ့ရဲ့ခြံဝင်းလေးထဲမှာဟင်းသီးရွက်တွေစိုက်ထားသလိုတရိတ်ဆန်လေးတွေကိုလည်းမွေးမြူပြီးစီးပွားရှာခဲ့တာပေါ့။ပြီးရောမဆောချီဟာ သူ့ကိုဆင်းရဲဒုက္ခမရောက်အောင်အံ့ဖွယ်မြေအိုးကြီးကိုအမွေပေးခဲ့တဲ့ဖခင်ကိုအမြဲတမ်းမမေ့ပဲကျေးဇူးတင်နေခဲ့တာပေါ့ဒီပုံမြင်ရတဲ့ငန်းစာကတော့ယူသားဖြူစင်တဲ့စိတ်ထားနဲ့မိဘပေါ်ထားတဲ့မေတ္တာဟာလောဘကြီးပြီးမနာလိုစိတ်ရှိတဲ့သူတွေထက်ပိုပြီးတန်ဖိုးရှိကြောင်းကိုလက်တွေ့ပြသသွားခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။အခုလိုမျိုးဗီဒီယိုလေးတွေသဘောကျရဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။ ားပေးနေတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။